ပြန်ဆက်ပေးမဲ့သတင်းသားကတော့မင်းသက်သမားဖြစ်စင်တာကြောင့်ကိုယ့်ရင်ကိုမိရှုတဲ့သူထောင်နဲ့ချက်လာရှာမှတ်ခင်ရတဲ့သတင်းပဲဖြစ်ပါတယ်။မင်းသက်သမားဖြစ်ရှင်မင်းမဲမဖြစ်ခဲ့တာကိုမကျေနပ်တာကြောင့်ကိုနေတဲ့အိမ်ကိုမိနဲ့ရှုခဲ့သူတဦးကိုအင်္ဂလန်တရားရုံးတစ်ခုကထောင်နဲ့ချက်လာရှာမှတ်လိုက်တယ်လို့သိရပါတယ်။အင်္ဂလန်နိုင်ငံနော်သန်လန်မာလန်မှာနေထိုင်တဲ့အသက်26နှစ်အရွယ်ရှိတဲ့ဂျိမ်းဘရောင်းဆိုသူဟာမိသက်ဌာနကိုလျှင်စစ်ဝယ်ရတဲ့ရှော့ဖြစ်ပြီးသူနေထိုင်တဲ့အိမ်မိလောင်နေတယ်လို့မိသက်ဌာနကိုအကြောင်းကြားလို့တောက်ရနေတဲ့ခဲ့ရပြီးနောက် မိနစ်90ကြာမှာအလားတူထမှန်ကြောင်းကြားလာတာကြောင့်မိသက်ဌာနဘက်ကချက်မှန်သွားရနေတဲ့ခဲ့ရတာပဲဖြစ်ပါတယ်။ဖြစ်စဉ်တစ်ခုလုံးကိုတုံ့တက်တဲ့အခါမတင်ကဘွေရာအနေထားဖြစ်လို့စစ်ဆေးခဲ့ရမှာဂျိမ်းဘရောင်ဟာကိုယ့်ဝင်ကိုမိနေရှုခဲ့တာဖြစ်တယ်လို့တွေးရှိခဲ့လို့ရဲတပ်ဖွဲ့ကအမှုပွဲစစ်ဆေးခဲ့တာဖြစ်ပါတယ်။စစ်ဆေးမှုတွေပြုလုပ်ရမှာဂျိမ်းဘရောင်ကတနေ့အတွင်းမိသက်ဌာနကိုအကြိမ်80ကျော်ဖုံးစားခဲ့မှုတယ်လို့တွေးရှိခဲ့ပါတယ်။ ဂျိမ်းဘရောင်ကမိသက်သမားဖြစ်ခြင်းလို့အကြိမ်ကြိမ်စူးစမ်းရမှာမအောင်မြင်ခဲ့လို့မိသက်သမားတွေမိကိုဘလို့နှိမ့်သက်လဲဆိုတာသိခြင်းလို့ကိုယ့်အိမ်ကိုမိရှုခဲ့ရဖြစ်တယ်လို့ဝန်ခံခဲ့ရလို့သိရပါဗျ။ဒီသတင်းကိုတော့ငင်းကြအောင်ပါပြောလာပါ။